မိษွေတို့ဘဝမှာရွေးချယ်ခွင့်မရှိဘူးလို့ထင်ရတဲ့အခြေအနေမျိုးတွေနဲ့ကြုံဘူးပါသလားကိုပိုင်အစွမ်းစဆိုတာကိုဘယ်လိုမျိုးပြန်လဲရှာဖွေမလဲဒီနေ့မှာတော့ Charlotte Bright ရဲ့စလီယာဆိုတဲ့စာအုပ်ကောင်းတအုပ်အကြောင်းကိုပြောပြပေးမှာပါဒီစာအုပ်ကအာနာစိတ်တန်ရာနဲ့ပိုင်ဆိုင်မှုတွေကိုရှာဖွေခြင်းအကြောင်းစိတ်ပိုင်းဆိုင်ရာလေးနက်တဲ့လေ့လာတင်ပြမှုခုပါဒီဝိတ္ထုရဲ့အဓိကအချက်ကတော့တားကောင်ဖြစ်မှုနဲ့ကိုယ်ပိုင်စွမ်းအစအချစ်နဲ့ထိန်းချုပ်မှုမိသားစုနဲ့ကိုယ်တိုင်ဆိုတဲ့အပိုင်းတွေရဲ့နယ်နိမိတ်တွေကိုစူးစမ်းထားတာပဲဖြစ်ပါတယ် ရာဇဝတ်ကိုင်းလောကတွေကလိန်လူချစ်သူဇလန်တပုတ်ကနေတဆင့်အသက်ရှင်ရည်တည်မှုအပြင်လက်အောက်ခံဖြစ်ခြင်းအကြောင်းကိုပါပုံဖော်ပေးထားပါတယ်။လောကနှစ်ခု၏စုံမတ်ဇလန်အစမှာပေါ်လာအလစ်ဆိုတဲ့ပါရမီရှိတဲ့ပိုလီဒန်ဆာတဦးနဲ့စတင်ထားပါတယ်။သူကဆင်းရဲမွတ်တေမှုပြပယ်ခံရမှုနဲ့မူးယစ်ဆဲဆွဲနေတဲ့မိခင်ကိုပြုစုဆောင်ရှောက်ရတဲ့ဘဝကြောင့်ရင့်ကျက်လာသူဖြစ်ပါတယ်။ပေါ်လာက သူ့ရဲ့ဆိုးရွားတဲ့အလုပ်ပြီးဆုံးပြီး ိမ်ပြန်မှာလိမ်မိုင်းဆိုင်ရာရုံးစရာကောင်းတဲ့အလုပ်ရှင်ပင်းစကူလဲတွန်းလိုက်ရပါသေးတယ်။အိမ်ပြန်ရောက်တော့အန်နီအဲလစ်ဆိုတဲ့သူ့ရဲ့အဆက်အသွယ်ပြက်နေတဲ့အမွှာညီမကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်။သူတို့ရဲ့ဆက်ဆံရေးကခလီးဘွားဘဲကဖြစ်ပေခံရတာတွေ၊မူးယစ်ဆေးဆွဲနေတဲ့မိခင်ကြောင့်ဆိုးရွားနေတာပါ။အန်နီကသူ့ပြဿနာတွေကိုရှောင်လွှဲနေတာကပိုပြီးပြုတ်ဝှက်ချက်တွေရှိနေတယ်ဆိုတာကိုအရေးမြှုပ်ပြပြီးပေါ်ရာရဲ့ကာဝယ်လိုစိတ်ကိုနှိုးဆွလိုက်ပါတယ်။ တချိန်ကခွဲလို့မရအောင်ယဉ်ဤခဲ့တဲ့ညီကိုမနှောင်ကျိုးကလှုပ်ဝှက်ချက်တွေနဲ့အသက်ရှင်ရည်တည်မှုတွေကြောင့်ပြတ်တောက်သွားခဲ့ပါတယ်။ပေါ်လာကပြန်လဲဆက်သွယ်ဖို့ကြိုးစားနေချိန်မှာအန်နီရဲ့အလဲပက်လာတာဟာတာမန်မဟုတ်ပဲတူမောက်တစုံတစ်ခုကနေထွက်ပြေးနေတာကိုသတိထားမိလိုက်ပါတယ်။ဒီလိုနဲ့မြို့ရဲ့အကျောက်ဆရာအကောင်းဆုံးကာရဲဖွဲ့ကြီးရဲ့အမွေဆက်ခံသူ North Tia ရဲ့ကဘာကိုရောက်လာပါတယ်။ North ကသူ့ကလပ်ကနေကိုကင်းတထုပ်ပြောက်ဆုံးသွားတာကိုတွေ့ရှိခဲ့ပါတယ်။သူ့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုနဲ့ ာနာပြတ်သားမှုတွေကြောင့်ဆလျာလိုလူတိများပါတယ်။နော့စ်ရဲ့စုံစမ်းထောက်လှမ်းမှုကမျက်စံပြီးကြမ်းတမ်းပါတယ်။ဝန်ထမ်းတွေစီကနေအချက်လက်တွေရယူပြီးခိုးယူသူက အနီအလစ်ဖြစ်နေတာကိုသိသွားပါတယ်။နော့စ်ရဲ့ကဘာကအကြမ်းဖက်မှုတစ္ဆာဆောင်တီးမှုနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ဒါပေမဲ့ဒီအပြင်မှာထိမ့်ချုပ်လူစိတ်နဲ့တစုံတစ်ခုကိုစာလောင်နေတဲ့စိတ်ကသူ့ကိုတွန်းအားပေးနေပါတယ်။အန်နီကိုလက်ရှာရာကနေရာဇဝတ်လောကနဲ့ ပေါ်ရာရဲ့မိသားစုတို့ရဲ့ကဘာနှစ်ခုထိတိုက်တွေးဆောင်စီပါတော့တယ်။ညတကောင်ရံမှာ North နဲ့သူ့လူတွေက အန်နီနဲ့ခိုးယူခံရတဲ့မူရစ်စေးတွေကိုရှာဖွေဖို့ပေါ်ရာရဲ့အိမ်ကိုဝင်ရောက်စီးနင်းပါတယ်။ပေါ်ရာကအင်အားချင်းမမျှပေမဲ့သူ့မိသားစုကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အင်အားများပြားကြောင့်နောက်ဆုံးမှဖမ်းခံရပြီးတားဆီးခံလိုက်ရပါတယ်။ညီကိုမနှစ်ဦးကိုစစ်ဆေးမေးမြန်းခံရပြီးသူတို့နားမလည်နိုင်တဲ့အင်အားတစ်ခုကသူတို့ရဲ့အိမ်ကိုကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ နောက်ဆက်တရှိမှုကဆွဲဆောင်မှုရှိတယ်လို့ကြောက်မခွဲကောင်းပြီးပေါ်ရာကိုစိတ်ဝင်စားမှုကလည်းချက်ချင်းပေါ်လာပါတယ်။ဖီအားအောက်မှာအန်နီရဲ့လင်ညာမှုတွေကပေါ်လာပြီးညီကိုမနှစ်ဦးလုံးဖမ်းဆီးခံရပါတယ်။တချိန်ကဘေးကင်းတယ်လို့ထင်ခဲ့တဲ့အိမ်ကယခုအခါစစ်မြေပြင်ဖြစ်လာပြီးပေါ်ရာရဲ့ဘဝလည်းထာဝရပြောင်းလဲသွားပါတော့တယ်။ချုံနောင်ခံဘဝဤကနဦးညီကိုမနှစ်ဦးကိုမျက်နှာကိုပိတ်စီကာ နော့စ်ရဲ့ခံတက်လူကြီးမားတဲ့ခြံဝင်းထဲကမြေအောက်ခန်းမှာလောင်အိမ်ထဲထည့်ချုပ်နောင်ထားပါတယ်။ပေါ်တာရဲ့ကြောက်ရွံ့မှုကထင်ရှားပေမဲ့နော့စ်ရဲ့အနေရရှိတဲ့ဆွဲဆောင်မှုပေါ်ဆွဲလန်းမှုလည်းရှိနေပါတယ်။အန်နီကတော့ရယ်လိုနေစေဖြစ်ပြီးသူမရဲ့တိတ်ဆိတ်နေမှုကသူ့နှစ်ဦးလုံးကိုအန္တရာယ်ဖြစ်စေပါတယ်။နော့စ်ရဲ့နီလန်းတွေကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါဖြစ်ပြီးသူကသူ့ရဲ့တားကောင်တွေကိုအထီးကျန်အောင်ထားပြီးအရှက်ရစေကစမ်းသပ်မှုတွေပြုလုပ်ပါတယ်။ပေါ်တာရဲ့အားနည်းချက်တွေက နော့ရှ်ရဲ့အာယုံကိုဖန်ဆမိပြီးအာနာနဲ့ဆန္နာတို့ရဲ့လိမ္မာတဲ့ပုံစံတစ်ခုစတင်ဖြစ်ပေါ်လာပါတယ်။ဖန်ဆီးသူနဲ့ဖန်ဆီးခံရသူကြားကနင်းနမိတ်တွေကပုံမူမုံဝါလာပြီးပေါ်တာရဲ့အသက်ရှင်ရည်တည်လူစိမ့်နဲ့သူ့ရဲ့ကံကြမ္မာကိုထိ ंछ ုပ်ထားသူပေါ်ဆွဲဆောင်မှုတို့ကတစ်ခုနဲ့တစ်ခုတိုက်ပွဲဝင်နေပါတယ်။ပေါ်တာကိုအန်နီနဲ့ခွဲထုတ်ပြီးချုံနောင်ကနော့ရှ်ရဲ့ကစားပွဲတွေကိုခံနိုင်ရရှိအောင်အတင်းအကျပ်လုပ်ခဲ့ပါတယ်။ အန်နီရဲ့ပူပေါင်းဆောင်ရွက်ခြင်းမရှိမှုကနော့စ်ကိုပေါ်တာကိုချိန်ချောက်ဖို့ဥတီစီခဲ့ပြီးနာကျင်မှုနဲ့အရှက်ရစေမှုကိုအတုံးချခဲ့ပါတယ်ပေါ်တာရဲ့ကိုပိုင်စိတ်ဓာတ်ကပျောက်ဆုံးသွားပြီးသူ့ညီမကိုကာကွယ်ဖို့အတွက်လွန်မင်းလိုအပ်ချက်တွေကပေါ်လာပါတယ်နော့စ်ကပေါ်တာရဲ့လက်အောက်ခံဖြစ်မှုကိုအန်နီရဲ့ဘေးကင်းရေးအတွက်လဲလှယ်ဖို့ကန့်လန့်ပါတယ်ဒီရွေးချယ်မှုကအလွန်နာကျင်ပွဲကောင်းပေမဲ့သူ့မိသားစုပေါ်ပေါ်တာရဲ့အချစ်ကသူ့ရဲ့ဂုဏ်ယူမှုကိုကျော်လွန်ခဲ့ပါတယ် သူ့ရဲ့ခုခံမှုမှာပထမဆုံးအကြောင်းတွေပေါ်လာပြီးနော့စ်ကနာခံမှုတသက်သက်ပုံမနဲ့ဆိုင်တဲ့အရာတစ်ခုရဲ့အလားအလာကိုခံစားမိလိုက်ပါတယ်။နော့စ်ကအန်နီကိုစစ်ဆေးပြီး သူ့မရဲ့အဆက်အသွယ်ရဲ့နာမည်ကိုရှာဖွေခဲ့ပါတယ်။အန်နီရဲ့လှုပ်ဝက်ဆန်းကျယ်တဲ့အယောင်ဝယ်သမားအပေါ်တစ္ဆာဆောင်တိမှုက ပေါ်လာပေါ်သူ့မရဲ့စိုးရိမ်ပူပန်မှုကိုကြော်လွန်ခဲ့ပါတယ်။ဒီအရာကသူ့အကိုပေါ်လာကိုစိတ်ပြားအားငယ်စေခဲ့ပါတယ်။ပေါ်လာကလည်းနော့စ်ရဲ့ကြမ်းတမ်းတဲ့ PR တွေကြောင့်သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဆန္ဒတွေကိုစမ်းသပ်တဲ့နောက်ထပ်အရှက်ရစရာတွေကိုဆက်လက်ခံစားရပါတယ်။အာနာဆက်ဆံရေးကပြောင်းလဲသွားပြီးပေါ်လာက သူ့ရဲ့ဒုက္ခကသာတစ်ခုလေးသောအာတာချက်ဆိုတာကိုသိရှိလာပါတယ်။နော့ကပေါ်လာရဲ့ခန္ဓာရဲ့ရှိမှုနဲ့အာနာချက်တွေကိုစိတ်ဝင်စားပြီးအပေးယူအစ်တစ်ခုကိုကမ်းလှမ်းပါတယ်။သူ့မိသားစုကိုကာကွယ်ပေးဖို့အတွက်တပတ်လုံးလုံးလက်အောက်ခံဖြစ်ရမှာဖြစ်ပါတယ်။ပေါ်လာကစိတ်တကြနေပြီမဲ့ခေါင်းမာစွာသဘောတူလိုက်ပါတယ်။အာနာနဲ့ဆန္ဒတို့ကကွ နော့စ်ကပေါ်တော်ကိုသူ့ရဲ့အိတ်ခန်းကိုခေါ်လာပြီးချုံနောင်ကတီးတန့်က ကပ်ပြဖို့တောင်းဆိုခဲ့ပါတယ် professional ကပွဲသမားဖြစ်တဲ့ပေါ်တော်ကသူ့ကိုဖမ်းဆီးထားသူအတွက်အဝတ်တွေချုပ်ပြီးကပ်ပြဖို့အတင်းကျပ်ခိုင်းခံရပါတယ်ဒီဖြောပြမှုကအရှက်ရစရာဖြစ်တယ်လို့ထုတ်ဖော်ပြသမှုတစ်ခုလည်းဖြစ်ပါတယ်ပေါ်တာရဲ့ခန္ဓာကိုယ်ကနော့စ်ရဲ့ထိတွေ့မှုကိုတုံ့ပြန်ပြီးဒိန်စိတ်နှိုးကြခြင်းရဲ့အရှက်ရမှုကနော့စ်ရဲ့လက်ထဲကလက်နက်တစ်ခုဖြစ်လာပါတယ်တပတ်တာလုံးနာကျင်မှု ပျော်ရွှင်မှုနဲ့စိတ်ပိုင်းဆိုင်ရာစစ်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ပေါ်ရာရဲ့လက်အောက်ခံဖြစ်မှုကပုံမှုနှက်ဆိုင်လာပြီးနော့စ်ရဲ့ဆွဲလက်မှုကလည်းတိုးလာခဲ့ပါတယ်။အကာအကရဆိုတာအသက်ရှင်ရည်တည်မှုတသက်မဟုတ်တော့ဘဲကိုပိုင်ဆွမ်းဆာနဲ့လူလားတောင်းတမှုရဲ့ညှိနှိုင်းမှုတစ်ခုဖြစ်လာပါတယ်။နော့စ်ကပေါ်ရာကိုဆက်လက်ဖိအားပေးပြီးသဘောတူညီမှုနဲ့ထိန်းချုပ်မှုရဲ့ကန့်သက်ချက်တွေကိုစူးစမ်းခဲ့ပါတယ်။ဒီကြုံတွေ့မှုတွေကပြင်းထန်ပြီးနာကျင်မှုနဲ့ပျော်ရွှင်မှုလွတ်မှုမှုနဲ့ဂရုစိုက်မှုတို့ကိုရုံးနှောထားပါတယ်။ ပေါ်ရာရဲ့စိတ်တွင်းပြိပခါကပုံမူပြင်းထန်လာပါတယ်။သူကသူ့ရဲ့ပျော်ရွှင်မှုကိုမုန်းတီးနေပေမဲ့ Noss ရဲ့အတိမတ်ပြူးမှုကိုလူလာနေပါတယ်။ Annie ရဲ့လစ်လူရှုမှုက나ချင်းစရာဖြစ်နေချိန်မှာ Noss ရဲ့အာယုံဆိုင်မှုကတော့စေးတစ်ခွက်လည်းဖြစ်တယ်လို့ညှဉ်းပန်းနှိပ်စက်မှုလည်းဖြစ်နေပါတယ်။တပတ်တာလုံးကပေါ်ရာရဲ့ဆန္ဒကိုချိုးဖျက်ပြီး Noss ရဲ့ယန္နာအဖြစ်ပြောင်းလဲပေးဖို့ရည်ရွယ်တဲ့စိန်ခေါ်မှုတွေဆက်တိုက်ဖြစ်ပါတယ်။ဒါပေမဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအောက်မှာတော့နူးညံ့မှုနဲ့နားလည်မှုလေးတွေစတင်ပေါ်ပေါက်လာပါတယ် စ္ဆာနှင့်ပြည့်ပယ်ခြင်းတပတ်တာကုံဆုံးလာတာနဲ့အမျှပေါ်တာကအန်နီရဲ့တစ္ဆာဖောက်မှုအတိုင်းတာအစစ်မှန်ကိုသိရှိလာပါတယ်။သူမကပေါ်တော်ကိုခွေးလေးကုံတစ်ခုအဖြစ်အသုံးချခဲ့ပြီးသူ့အကိုအပေါ်ထားတဲ့ချက်ချင်းမြတ်တာထက် သူ့ရဲ့အယောင်းဝယ်သမားပေါ်တစ္ဆာဆောင်တည်မှုက ပိုများနေတာကိုသိလိုက်ရပါတယ်။နော့စ်ကပေါ်တော်ကိုအန်နီရဲ့ရက်ဆက်မှုကိုမျက်မြင်တွေ့စေဖို့တိုက်ဆိုင်မှုတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒီအဖြစ်အပျက်ကစိတ်တက်ကိုလုံးဝပျက်စီးစေပါတယ်။ ေါ်ရာရဲ့ပေးဆက်မှုတွေကသူ့အတွက်ဒီလိုပြန်မလုပ်ပေးနိုင်တဲ့သူတယောက်အတွက်ဖြစ်နေခဲ့တာပါ။နောက်ကပေါ်ရာရဲ့နာကျင်မှုကိုနားလည်ပြီးနှစ်သိမ့်မှုနဲ့ပုံစံတစ်တမျိုးရဲ့တစ္ဆာဆောင်တိမှုကိုကန့်လန့်ခဲ့ပါတယ်။အရင်ကဆက်ဆံရေးတွေပြတ်တောက်သွားပြီးပေါ်ရာကသူ့ကိုဆွန့်လွတ်ခဲ့တဲ့မိသားစုနဲ့သူ့ကိုပြန်လည်ဖန်တီးပေးခဲ့တဲ့လူတယောက်ကြားကရွေးချယ်မှုပြုလို့ရပါတော့တယ်။ပေါ်ရာကိုကယ်တင်ဖို့အခွင့်အရေးရခဲ့ပေမဲ့အန်နီကသူ့ရဲ့လွတ်လပ်မှုနဲ့ငွေရဖို့ကတိကိုသူ့အကိုရဲ့ဘေးကင်းရေးထက်ရွေးချယ်ခဲ့ပါတယ် နော့စ်ကရက်ဆက်တဲ့ညစာစာပွဲတစ်ခုကိုစီစဉ်ပြီးပေါ်ရာကိုအန်နီရဲ့ကိုကြိုးရှာမှုကိုကိုယ်တိုင်မြင်တွေ့စေခဲ့ပါတယ်။စိတ်ခံစားမှုဆိုင်ရာပျက်စီးမှုကပြပြည့်စုံသွားခဲ့ပါတယ်။ပေါ်ရာကသူ့ညီမပေါ်ထားတဲ့နောက်ဆုံးစိတ်ကူးယဉ်မှုတွေအားလုံးပျက်စီးသွားပါတယ်။နော့စ်ကညှဉ်းပန်းနှိပ်စက်သူလည်းဖြစ်တယ်လို့ကယ်တင်ရှင်လည်းဖြစ်ပြီးပေါ်ရာကိုဂရုစိုက်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးကြားကအခြေအနေတွေကနောက်တစ်ကြိမ်ပြောင်းလဲသွားပြီးပေါ်လာက North Apple မိကိုအားထားမှုကရှက်ရွံ့စရာဖြစ်တယ်လို့ကုစားရလမ်းတစ်ခုလည်းဖြစ်လာပါတယ် အနီမရှိတော့တဲ့အခါနော့ကပေါ်တော့ကိုရွေးချယ်စရာတခုကမ်းလမ်းပါလေသူ့ရဲ့သဘောတူလက်အောက်ခံဖြစ်ဆက်နေမလားဒါမှမဟုတ်ထွက်သွားပြီသူ့ရဲ့အရင်ဘဝကိုပြန်သွားမလားဆိုတာပဲဖြစ်ပါလေဒီကမ်းလမ်းမှုကရရောတလို့လက်ဖြားမှုလည်းဖြစ်ပါလေနော့စ်ကစိန်ခံပစ္စည်းလုံခြုံရေးနဲ့ပေါ်တာရဲ့မိခင်ကိုယ်တော်ပြုစုစောင့်ရှောက်ပေးခဲ့ပါလေဒါပေမဲ့ဈေးကတော့လုံးဝလက်အောက်ခံဖြစ်ရမှာပါပေါ်တာက ပြင်းပန်းပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာကြောင့်စာချုပ်ကိုလက်မှတ်ထိုးလိုက်ပြီး လွတ်လပ်မှုရဲ့မရေရာမှုထက်တက်တောင့်တက်တာနဲ့ချုံနောင်ခံရတဲ့ဘဝကိုရွေးချယ်လိုက်ပါတယ်။အာနာဆက်ဆံရေးကအခုဆိုရင်ထင်ရှားလာပြီးပေါ်တာရဲ့ကိုပိုင်စွမ်းစာက Noss ရဲ့ယတနာဖြစ် သူ့ရဲ့အခန်းကဏ္ဍတင်နဲ့ပြန်လည်ပုံဖော်ခံရပါတယ်။ရွှေလောင်အိမ်ထဲကဘဝဒီတစ်ပတ်လုံးကပေါ်တာအတွက်ကိုယ်တိုင်ရှာဖွေတွေ့ရှိခြင်းခရီးတစ်ခုဖြစ်လာပါတယ်။ Noss ကသူ့ကိုပျော်ရွှင်မှုအသစ်တွေနဲ့အရှက်ရစရာအသစ်တွေကိုမိတ်ဆက်ပေးခဲ့ပြီး လုံခြုံမှုနဲ့ဆန္ဒတို့ရဲ့ကန့်သက်ချက်တွေကိုစမ်းသပ်ခဲ့ပါတယ်။ပေါ်ရာရဲ့လက်အောက်ခံဖြစ်မှုကအသက်ရှင်ရည်တည်မှုတသက်မဟုတ်တော့ပဲကိုပိုင်ဆန်းဆန်းနဲ့ဆက်သွယ်မှုရဲ့ရင်းမြစ်တစ်ခုဖြစ်လာပါတယ်။လူနှစ်ယောက်ကလွတ်မှုချုပ်ကန်မှုနဲ့အာဏာချက်တွေရဲ့ရှုပ်ထွေးမှုတွေကိုဖျက်ချော်ပြီးအာဏာအကြောင်းသာမကအချင်းချင်းလိုအပ်မှုအကြောင်းလဲဆက်ဆက်မှုတစ်ခုကိုဖန်တီးခဲ့ပါတယ်။ပြင်ပကဘာကမိမ့်မိန်သွားပြီး သူတို့ရဲ့တီးတန့်ကဘာရဲ့ထုံနှံ့စင်လာတွေနဲ့စီးချက်တွေနဲ့အစားထိုးခံရပါတယ်။ပေါ်ရာကို နော့စ်ရဲ့ခြံဝင်းကြီးထဲမှာလွတ်လပ်မှုပို့မှုပေးခဲ့ပြီး သူ့ရဲ့ဘဝတည်ရဲ့စင်ခံပစ္စည်းတွေနဲ့ဖြစ်နိုင်ခြေတွေကိုစူးစမ်းစေခဲ့ပါတယ်။သူ့ရဲ့အရင်ဘဝနဲ့ဒီဘဝကကွာခြားမှုကထင်ရှားပါတယ်။ဒီနေရာမှာ သူကတမိုးထခံရတယ်၊ဂယုစိုက်ခံရတယ်၊ပြူးစုယူရခံရပါတယ်။ဒါပေမဲ့ရွှေလောင်အိမ်ဆိုတာလောင်အိမ်ပဲဖြစ်ပြီးပေါ်တာက သူ့ရဲ့ရွေးချယ်မှုတွေရဲ့အကျိုးဆက်တွေကိုရုန်းကန်နေရပါတယ်။နော့ကပိုင်ဆိုင်လို့စိတ်ရှိတယ်လို့ဂယုစိုက်တတ်ပြီး ပေါ်လာကိုအမှန်တကယ်ကိုပိုင်ဆွမ်းဆမလွယ်၍အရာအလုံးကိုပေးခဲ့ပါတယ်။ဇိန်ခံပစ္စည်းတွေရဲ့တွဲဆောင်မှုကဆွဲဆောင်မှုရှိပေမဲ့ဈေးကတော့ပေါ်လာရဲ့စိတ်ဝိညာဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။နော့စ်ရဲ့ကဘာကသူ့ပေါ်လာနဲ့တိဆောက်ခဲ့တဲ့ဘေးမက်စခန်းထဲကိုဝင်ရောက်လာပါတယ်။ကာရယ်အဖွဲ့တဲကတစ္ဆာဖောက်မှုတွေကရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ရပြီးတစ္ဆာမရှိခြင်းရဲ့အဖိုးအခါကိုပေါ်လာကကိုယ်တိုင်မြင်တွေ့ခဲ့ပါတယ်။၁၄ရအဖြစ်နော့စ်ရဲ့ဂုံတရင်ကပုံမှုခိုင်မာလာပေမဲ့ ပေါ်လာကသူ့ပေါ်တက်ရောက်တဲ့ဝင်ထုတ်ဝင်ပိုးတွေကိုမြင်ခဲ့ပါတယ်။ရာဇဝတ်မှုလုပ်ငန်းကတွေးထွက်တန်ယူပြီးမရက်မနာဖြစ်ပြီးအချစ်ကတောင်သူတို့ကိုအကျိုးဆက်တွေကနေကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။နူးညံ့မှုနဲ့ရက်ဆက်မှုတို့ရဲ့ပေါင်းဆက်မှုကသူတို့ရဲ့ဆက်ဆံရေးကိုတတ်မှတ်ပြီးလူနှစ်ဦးစလုံးကသူတို့ရဲ့ဆန္ဒတွေကိုသူတို့ကဘာရဲ့လက်တွေ့ဘဝတွေနဲ့ချိန်ညှိဖို့ရုန်းကန်နေကြရပါတယ်။အရေးမီးနဲ့လွတ်မြောက်ခြင်းနော့စီရဲ့မိသားစုတမိုင်းကိုဖော်ထုတ်ခဲ့ပါတယ် ူညီမရဲ့ဝန်းထဲဖွယ်ကန်ချင်မှာသူ့ဖခင်ရဲ့ရက်ဆက်တဲ့မျောလင်းချက်တွေနဲ့သူ့ကိုလိုက်လံချောက်လန့်နေတဲ့အကြမ်းဖက်မှုအမွေနှစ်တွေပဲဖြစ်ပါလေ။နော့စ်ရဲ့ဘဝတဲကိုအပြေအဝရောက်ရှိနေပြီဖြစ်တဲ့ပေါ်လာကဒီလိုမောင်းမိုက်မှုတွေနဲ့ပုံဖော်ထားတဲ့လူတစ်ယောက်ကိုချက်ချင်းရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ရပါတော့တယ်။နော့စ်ရဲ့မိဘတွေဖြစ်တဲ့အက်ဒဝတ်တေယာနဲ့ကာရိုလိုင်းတေယာရောက်ရှိလာခြင်းကစိန်ခေါ်မှုအစ်စ်တွေဖြစ်စေပါတယ်။ပေါ်လာကသူဝင်ရောက်လာတဲ့မိသားစုကစမ်းသပ်ခံရပြီးအကဲဖြတ်ခံရပါတယ်။ အတိတ်ရဲ့အရေးမီးကသူတို့ရဲ့အနာဂတ်ကိုချက်လဲနေပြီးလူနှစ်ဦးစလုံးကအချစ်အတွက်ဘာတွေဆုံးလို့ရမလဲဆိုတာဆုံးဖြတ်ရပါတော့တယ်။ပေါ်တာကထွက်ခွာဖို့သူ့ရဲ့လူလက်မှုကိုပြန်လည်ရယူဖို့နဲ့သူ့ရဲ့အရင်ဘဝကိုပြန်သွားဖို့အခွင့်အရေးရရှိခဲ့ပါတယ်။ဒီရွေးချယ်မှုကအလွန်နာကျင်ပွဲကောင်းပါတယ်။လူလက်မှုဆိုတာကသူရှာတွေ့ခဲ့တဲ့တက်တောင့်တက်တာနဲ့ဆက်သွယ်မှုကိုဆုံးလို့ရတာပါ။နေရမယ်ဆိုရင်တော့လက်အောက်ခံဖြစ်မှုနဲ့ပြီးခိုအားထားမှုဘဝကိုလက်ခံရမှာဖြစ်ပါတယ်။ ေါ်လာရဲ့အဆုံးဖြတ်ချက်ကအချက် ကြောက်ရွံ့မှုနဲ့အမှန်တကယ်လွတ်လပ်မှုက သူ့ရဲ့ကိုယ်ပိုင်နောက်ကျိုးတွေကိုရွေးချယ်ရမှာတရှိနိုင်တယ်ဆိုတာကိုအတိမတ်ပြုမှုတွေနဲ့ပုံဖော်ထားပါတယ်ရွေးချယ်မှုရဲ့စိတ်ကူးယဉ်မှုကပေါ်လွင်လာပြီးပေါ်လာကသူ့ရဲ့ဘဝတက်ကိုလက်ခံလိုက်ပါတယ်သူကတားကောင်ဖြစ်မဟုတ်ပဲသူ့ရဲ့ကိုယ်ပိုင်ပြောင်းလဲမှုမှာပါဝင်လို့စိတ်ရှိသူအဖြစ်လက်ခံခဲ့ပါတယ်ပေါ်တာရဲ့ထွက်ခွာမှုစူးစမ်းမှုကဘင်းစီရဲ့ပြန်လည်ပေါ်ပေါက်လာမှုကြောင့်အဟန့်တားခံခဲ့ရပါတယ် ဗင်းစ်ကသူ့ရဲ့အရင်လှုပ်ရှင်ဖြစ်ပြီးအန်နီရဲ့အယောင်ဝဲသမားလည်းဖြစ်ပါတယ်။တစ္ဆာဖောက်မှုကတပတ်လည်ပြီးပေါ်တာကကဘာနှစ်ခုကြာသူ့အတိတ်နဲ့ပြစ်ဆုပ်ပန်သူ့မိသားစုနဲ့သူ့ချစ်သူကြားမှာပိတ်မိနေပါတော့တယ်။နော့စ်က အရာအလုံးကိုစွန့်လာပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့စွန့်လို့မှုမရှိပဲမဟုတ်ပါဘူး။အကြမ်းဖက်မှုတွေပေါ်ပေါက်လာပြီးလူဝက်ချက်တွေဖော်ထုတ်ခံရကလွတ်လပ်မှုရဲ့ဈေးအစစ်အမှန်ကိုတွေးနေပေးဆက်ခဲ့ရပါတယ်။ ပေါ်လာရဲ့တစ္ဆာဆောင်တိမှုကိုနောက်ဆုံးတစ်ကြိမ်ဆန်းသက်ခံရပြီးနာကျင်မှုနဲ့ဆန္ဒရုံးနဲ့ဖန်တီးထားတဲ့နှောင်ကျိုးတွေကသွေးသားနှောင်ကျိုးတွေထက်ပိုမိုခိုင်မာတယ်ဆိုတာတသက်ပြခဲ့ပါတယ်အကြမ်းဖက်မှုတွေဖြစ်ပြီးနောက်ပေါ်လာတဲ့ Nos ကသူတို့ရဲ့ရွေးချယ်မှုတွေရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ခဲ့ရပါတယ်မိသားစုရိုးဝတ်ချက်တွေဖော်ထုတ်ခံရပြီးအနာဟောင်းတွေကြက်လာကဆက်ဆံရေးအစ်စ်တွေပေါ်ပေါက်လာပါတယ်ပေါ်လာက Nos ရဲ့ကဘာတဲ့ကိုအကျဉ်းသားဖြစ်မဟုတ်ပဲအဖို့ဖြစ်ကြိုးစုခံခဲ့ရပါတယ် ချုံနောင်ခံရခြင်းကနေကိုပိုင်ဆွမ်းစရရှိခြင်းစီတို့ခရီးကပြည့်ပြည့်စုံသွားပြီးလူနှုတ်ဦးစလုံးကအချင်းချင်းရဲ့ရင်ခွင်ထဲမှာငြင်းချမ်းမှုတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဇလန်းကထွက်ပြေးခြင်းနဲ့အဆုံးသက်ခြင်းမဟုတ်ဘဲလက်ခံခြင်းနဲ့အဆုံးသက်ပါတယ်။အတိတ်ရဲ့ပြပုံပေါ်မှာတိဆောက်ထားတဲ့ဘဝတင်နဲ့အန်ရဲ့ကြားကနေဖန်တီးထားတဲ့အခြေရဲ့ဂရိတွေနဲ့အဆုံးသက်လိုက်ပါတယ်။ဆလီယာစာအုပ်ကနေမိတ်ဆွေတို့ဘာရီယာနိုင်မလဲဆိုတာပြန်ကြည့်ရအောင်။ အမှန်တကယ်ကိုပိုင်စွမ်းစားဆိုတာကိုယ့်ရဲ့လမ်းကြောင်းကိုကိုယ်တိုင်ရွေးချယ်ရမှာတွေးနိုင်တယ်ဆိုတာပြသက်ထားပါတယ်။အဲ့ဒီလမ်းကြောင်းကနှောက်ကျိုးတစ်ခုလိုထင်ရရင်တောင်မှပေါ့အချစ်ဆိုတာမမျောလင့်ထားတဲ့နေရာတွေကနေပေါပေါက်လာနိုင်ပါတယ်။ကိုပိုင်နေရာကိုပိုင်ဖြစ်တည်မှုကိုကိုကိုပြောင်းလဲခြင်းအကြောင်းတွေကိုဖော်ပြထားပါတယ်။မိ쇠တို့အနေနဲ့လွတ်လပ်မှုနဲ့ကိုပိုင်ဖြစ်တည်မှုရဲ့အဓိပ္ပာယ်ကိုစဉ်းစားပြီးကိုယ့်ရဲ့ဘဝရွေးချယ်မှုတွေကိုရဲရဲရင်ရင်ဆိုင်ကြပါလို့တိုက်တွန်းချင်ပါတယ်။